မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ5ရက်စနေနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့မောင်တော်ရိုဟင်ဂျာကျေးရွာတွေအတွင်းရခိုင်အောင်စုကဒုတ်သားလက်နက်များကင်ဆောင်ကဆဲဆုပ်ချင်းချိုက်ပြီးလူပြောက်ရှာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီမှာချယ်ရီဝင်းမှာရခိုင်ပြည်နယ်မောင်တော်မြောက်ပိုင်းကငခုရနယ်ချန်ပြင်းကျေးရွာတို့ကရခိုင်လူစုလူအုပ်စုကြီးကဒုတ်သားလက်နက်များကင်ဆောင်ပြီးလူပြောက်နေတာကိုအကြောင်းပြကရိုဟင်ဂျာတွေနေထိုင်ကြတဲ့ဥရှိကြပွင့်ဖြူချောင်းနဲ့ကြားကောင်းတောင်ကျေးရွာတွေအတွင်းလက်လက်ကဆဲဆုပ်ချင်းချောက်ပြီးလူပြောက်ရှာနေတယ်လို့သတင်းရရှိ ပါတယ်။ရမန်နဲ့ April 2ရက်နေ့ညကလေးကချန်ပီယံကြီးရွာတော်တူကိုအစားအဖွဲ့ကဥရှိချကြီးရွာအနီးမှာဖမ်းဆီးထားတယ်လို့ဝါရဖြန့်သတင်းဌာနတစ်ခုဖြစ်တဲ့ နီရာဩစရာသတင်းဌာနကတွေးတွန်းနှုတ်ဆော်ခဲ့ပြီးနောက်ဥရှိကြပွင့်ဖြူချောင်းနဲ့ကြားကားအောင်ရင်ကြကျေးရတွေအတွင်ဒေါသထွက်နေတဲ့ရခိုင်လူအုပ်လူစုကြီးကဒေါက်တာလက်နက်များကိုင်းဆောင်ကအော်ဟစ်ဆဲဆိုတန်ကလာရီကိုတပ်ဖြတ်ရမယ်ကြွေးကြော်တန်တွေအမျိုးမျိုးချင်းချောက်တန်တွေနဲ့လူပျောက်ရှာထွက်လာနေကြတယ်။အေးတပ်ဖွဲ့ဝင်တွေကဒေါက်တာလက်နက်ကိုင်းဆောင်ထားတဲ့ရခိုင်အုပ်စုကြီးကိုတားဆီးတာမျိုးမရှိဘူးလူမျိုးရေးပဏိပခဖြစ်လာမှာကိုရင်ကြတိုင်ဝမ်ကအကြောက်တရားအောက်မှာစိုးရိမ်ဖွယ် အခြေတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေသခံရင်းစားတအုပ်ကပြောပါတယ်။ထို့ပြင်မောင်းနှုံမြို့နယ်မြောက်ပိုင်းကဥချီချကျေးရွာတွင်နေထိုင်ကြတဲ့ရိုဟင်ဂျာပြည်သူတွေအားဧပြီလ9ရက်နေ့နောက်ဆုံးထားရရွာကနေစွန့်ခွာထွက်ပြေးဖို့အေအေဂျူအလီကယနေ့နှုတ်မိတ်ထုတ်ပြန်ခဲ့တယ်လို့ဥချီချရွာသားတအုပ်ကပြောတယ်။မောင်းနှုံမြောက်ပိုင်းအစွန်ပိုင်း ပင်နဲ့အာစာရိကြာတိုက်ပွဲဖြစ်နေတယ်လို့သတင်းရင်းမြစ်ရသိရှိရပါတယ်။လမ်းမဲ့ပလောက်တဲမောင်းနှော့မြောက်ပိုင်းတစ်ခုလုံးအာကြီးမာတဲ့စစ်စေးတစ်ခုပြုလုပ်ဖို့အေကပြင်ဆင်နေတယ်လို့သိရပါတယ်။